အားလုံးမင်္ဂလာပါခရစ်တော်ဤနာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖျားခင်ရဲ့ကွယ်ကားမှဆာမှုရဲ့အောက်မှာအားလုံးနေကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်တိုင်းမှာဖျားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထော်ရဖျားကောင်းကြီးပေးဖို့ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖြာနာနေတဲ့သူတွေစေယုံစေခန်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ် Shalom အားလုံးပေါ်မှာသောရဘုရားထံမှာလာတော်ညိတ်တဲ့ခြင်းတက်ရောက်ပါစီဘုရားခင်ရဲ့ကြီးစုတော်တက်တဲ့ကြောင့်2025ခုနှစ်ရဲ့နိုဝင်ဘာလပထမရက်နေ့ဖြစ်ပါတယ်အောက်တိုဘာလတစ်လသားလုံးကိုဘုရားခင်လမ်း ပြပူဆောင်ခဲ့တယ်။ဘုရားကိုကျေးဇူးတင်ဖို့ဖြစ်တယ်။ ဖခင်ကအသိမှကျေးဇူးပြုခဲ့တယ်ပြစ်ဆုံးပံမှာလည်းကျေးဇူးပြုနေတယ်လာမယ့်အနာဂတ်နေ့ရက်တွေမှာလည်းဖခင်ကသင်ကိုဆက်ပြီးကျေးဇူးပြုအောင်မယ်ဒါကြောင့်ဖခင်ကိုချီးမွမ်းခြင်းနဲ့တနေ့တာစတင်ဖို့ဖြစ်တယ်နိုဝင်ဘာလရဲ့မွေးနေ့ရှင်တွေအားလုံးကိုလည်း Happy Birthday မွေးလမွေးရက်ထဲမှာဖခင်ထံမှလာတော့ကောင်းချီးမင်္ဂလာတွေနဲ့အတူကျမ်းမာခြင်းဝမ်းမြောက်ပျော်ရွှင်ခြင်းမိမိရှိနေတဲ့နေရာရောက်နေတဲ့အရာမှာဖခင်ဘုန်းတော်ကိုတည်ဆောင်တော်သူများဖြစ်ပါစေဆုတောင်းမြတ်တာပို့တာပါနဲ့ Happy Birthday အားလုံးကိုနှုတ်ဆက်ပါတယ် ်ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ခြင်ခွားယူရမယ့်ကြံပိုက်ကတော့46ချိန်မြောက်သောဆာလံအပိုက်ငယ်30ကနေ71 ठी ဖြစ်ပါတယ်ငိန်ဝှက်လျက်နေကြလောငါကားဖျားခင်ဖြစ်တီးဟုတိမှတ်ကြလောလူမျိုးတို့တွင်ငါဒီဘုံပွင့်မီမြေကြီးပေါ်မှာဘုံပွင့်မီကောင်းကင်ဘိုးရှေရှင်သာရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဘုရားခင်သည်ငါတို့ခိုးလုံရာဖြစ်တော်မူ၏ အာဗြဟံဣဇက်ယာကုပ်ကိုးကွယ်ရာဖရာဒီနေ့မိတ်ဆွေသင်ကိုးကွယ်တော်ဖန်ဆင်းရှင်ထာဝရဖရာဖြစ်တယ်သင်ကိုချစ်တဲ့ကောင်းကင်ဖခင်ကအရာခတ်သိန်းကိုတတ်ဆွမ်းနိုင်တော်ဖရာဖြစ်တယ်ဒါကြောင့်မုံတိုင်းတွေကြားထဲမှာပင်လင်သင်ကငြိမ်ဝတ်ခြင်းနဲ့ရှင်သန်ဖို့ဖြစ်တယ် ပညာမဲ့ကတဲပေါ်မှာအိမ်ကိုတိဆောက်တယ်ပညာရှိကကြောက်ပေါ်မှာအိမ်ကိုတိဆောက်တယ်မိုးလီတွေလာတဲ့အခါလိုင်းတပိုးတွေလှုပ်ခတ်ပြီးမုန်တိုင်းတွေပြင်းထန်စွာတိုက်ခိုက်လာတဲ့အခါကြောက်ပေါ်မှာတိဆောက်ထားတဲ့အိမ်ကလဲပြိုခြင်းမရှိဘူးရိုင်နဲ့သွားခြင်းမရှိဘူးခိုင်ခန့်မြဲမြံနေစေဖြစ်တယ်တဲပေါ်မှာတိဆောက်ထားတဲ့အိမ်ကမုန်တိုင်းတိုက်ခိုက်လာတဲ့အခါလဲပြိုသွားတယ်ချက်တော်မိတ်ဆွေသင်ပွားအသက်တာကိုအသက်ကြောက်မြတ်သည်ဟုတော်သခင်ယေရှုခရစ်တော်၌တိဆောက်ထားဖို့အတွက်ဖြစ်တယ်မြင်နေရတဲ့ရုပ်ဝါဒတွေပေါ်မှာ သင်ဘဝတသက်တာကိုတိဆောက်နေပြီလားပြန်ပြီးဆန်းစစ်ပါငြိမ်ဝှက်လျက်နေကြလောငါကဘုရားခင်ဖြစ်သည်ဟုတိမှတ်ကြလောလူမျိုးတို့တွင်ငါဒီဘုံပွင့်မည် မြေကြီးပေါ်မှာပုံပွင့်ပြီးနှစ်ပေါင်း400လုံးလုံးအဲဂုတ်တုပြည်မှာကျွန်ခံနေရတဲ့ဣသရေလလူတွေအတွက်ဖျားကရန်သူတွေရဲ့ရှေ့မောက်မှာပင်လယ်နီကိုနချမ်းခွဲပြီးလမ်းမရှိတဲ့ပင်လယ်နီကိုနချမ်းခွဲပြီးလမ်းလျှောက်စေခဲ့တယ်။သခင်ယေရှုခရစ်တော်ကငါဒီလမ်းခီးဖြစ်၏လို့ပြောပါတယ်။သင်ပေါ်အသက်တာထဲမှာလမ်းပြောက်နေတယ်လို့ခံစားရင်တတိယလိုက်ပါ။နှလုံးသားထဲကအကျဉ်းမဲ့ဖျားကိုခေါ်ပါ။ ပိတ်ဆို့နေတဲ့လမ်းတွေအလုံးကိုလမ်းဖွင့်ပေးနိုင်တာဖျားခင်ဖြစ်ပါတယ်။ငါဖွင့်တော့တကားကိုဘယ်သူမှမပိတ်နိုင်။ငါပိတ်တော့တကားကိုဘယ်သူမှမဖွင့်နိုင်လို့ပြောတော်ဖျားဟာတင့်ကိုချစ်တဲ့ကောင်းခင်ဖခင်ဖြစ်တယ်။ထိုတခင်၌အသက်တာကိုတိဆောက်ထားတဲ့ခါမှာငြိမ်ဝှက်ခြင်းနဲ့ရှင်သန်နိုင်မှာဖြစ်တယ်။38ချိန်မြောက်တော့ဆာလံပိုင်ငယ်78ကနေ79မှာဖြောင်းမှတ်တော်သူတို့ဤနေရက်ကာလကိုထာဝရဘုရားတိမှတ်တော်မူ၍သူတို့ဤအမွေအဥ္စာဒီအစဉ်မြဲတည်လိမ့်မည်။ တို့ဒီခဲရင်သော ကာလ၌မျက်နာမပြတ်အစာခေါင်းပါသည့်ကာလ၌ဝစွာစားရကြ၏ဖျားခင်ကိုကိုးစားခြင်းနဲ့ယက်ဒီအတက်ရှင်တဲ့ခါမှာဖျားခင်ရဲ့တာဝန်ယူခြင်းကိုသင်ကမြင်တွေ့ခံစားရမယ်ခဲရင်တဲ့ကာလအစာခေါင်းပါတဲ့အချိန်မှာပင်လင်ဖျားခင်ကသင်ကိုဝလင်စွာကြွေးမွေးမယ် လောကမှာရှိနေတဲ့မိဘတွေကတောင်းမိမိရဲ့တာသမီရင်သွေးတွေကိုဘလို့ကျွေးမွေးပြုစုမယ်ဘလို့စောင့်ရှောက်ပေးမယ်စိတ်ချမ်းသာအောင်သူတို့ဝမ်းမြောက်ပျော်ရွှင်ဖို့တတ်နိုင်တဲ့မြအကောင်းဆုံးလှုပ်ဆောင်ပေးကြတယ် ဒီတိုင်းပဲဖြစ်တယ်။သင်ကိုချစ်တဲ့ကောင်းကင်ဖခင်ရှိတယ်။သခင်ယေရှုခရစ်တော်၌ဖခင်ရဲ့မျက်မှောက်တော်ထဲမှာငြိမ်ဝှို့စွာရှင်သန်ပါ။ဖခင်ကအရာခတ်တင်းကိုတတ်နိုင်တော်ဖခင်ဖြစ်ပါတယ်။ဖခင်ကတင်းနဲ့ပတ်သက်ပြီးအတိတ်စိတ်ကအစတာဝန်ယူတော်ဖခင်ဖြစ်ပါတယ်။မိုးကောင်းကင်မှာကျင်လည်နေတဲ့စာငက်ကလေးတွေကိုတောင်းမှတာဝန်ယူတော်ဖခင်ကသင်ကိုအလင်းစွန့်ပစ်ထားမှာမဟုတ်ဘူး။အကောင်းဆုံးသောဆန်စပါးနဲ့သင်ကိုကျွေးမွေးမယ်။သင်ကိုပြုစုစောင့်ရှောက်မှာဖြစ်တယ်။အရေးကြီးတာကစိတ်နှလုံးထဲကနေဖခင်ခင်ကိုခိုးလုံး ကိုးစားခြင်းနဲ့ယက်တီတက်ရှင်ဖို့ဖြစ်တယ်။ဖခင်ကသင်မျောလင့်ကြံစီထားတဲ့အရာတွေထက်ကြော်လွန်ပြီးသင်ကိုမျက်နှာသာရစေမယ်။38ချိန်မြောက်သောဆာလံပိုက်ငယ်ခုနှစ်မှာသာရပြားရှိမှငိန်ဝတ်စွာနေ၍ကိုရောကိုငန့်လင့်တော်မိမိအမှု၌အောင်သက်တော်သူ မကောင်းသော အကျံစီတို့ကိုပြီးစည်းစေတော်သူဤအကြောင်းကြောင့်စိတ်မပူနေအပိုင်ငယ်ရှိမှတော့အမျက်မထွက်စေနှင့်ဒေါရစိတ်ကိုစွန့်ပယ်လို့ပြစ်မာစေခြင်းကတိုက်တွန်းတတ်သောစိတ် မရှိစေနဲ့မတရားမှုတွေကြုံတွေ့ရတဲ့ခါမှာမကောင်းမှုတွေကြုံတွေ့ရတဲ့ခါမှာစိတ်မပြတ်ပါနဲ့ဖရာသခင်မြင်ပါတယ်မော်ဒကဲနဲ့အိတတာတို့ကစိုးညက်တဲ့ဟာမန်ရဲ့အကြံစီကိုတွေ့တဲ့အခါမှာဖရာကရဲ့မျက်နှာတော်ကိုရှာခဲ့တယ်ဖရာကရဲ့မျက်မှောက်တော်ထဲမှာအစာရှောင်ခြင်းနဲ့သူတို့ဆူတောင်းခဲ့ကြတယ်မော်ဒကဲကိုတက်ဖို့တီလုတ်ထားတဲ့လေဆွဲချတိုင်မှာဖရာကဟာမန်ရဲ့ဘဝကိုအဆုံးသတ်စေခဲ့တယ် ထာဝရဘုရားရဲ့ရှေ့မောက်မှာငြိမ်ဝတ်စွာနေပါစစ်မှုတည်တဲ့တို့တာမဟုတ်ဘုရားရှင်အသာဖြစ်၏ဘုရားခင်သာဝင်ယူပေးမယ်ဘုရားကနာကျင်ခြင်းတွေအဆက်ကွဲခြင်းတွေဝမ်းနည်းခြင်းတွေနဲ့တင့်ဘဝကိုအဆုံးတတ်စေမှာမဟုတ်ဘူးဒါကလမ်းခွလက်တနေရာမှာတခဏတာကြုံတွေ့ရတဲ့အခိုက်အတန့်ဖြစ်ပါတယ်ထာဝရဘုရား၌ငြိမ်ဝတ်ခြင်းနဲ့ရှင်သန်ပါဘုရားရဲ့လက်တော်နဲ့ပြုစုခြင်းစိုက်ပျိုးခြင်းခံရတော်သူဖြစ်တယ် ဖခင်ကတင့်ဘဝကိုလှပစေမယ်။ဥယျင်မှုဖြစ်တဲ့ဖခင် ကိုရောတိုင်တင့်ကို ပြုစုစောင့်ရှောက်နေတာနားလည်ပါ။ဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရစေ။အားလုံးကိုဖခင်အထူးကောင်းချီးပေးပါစေ။ဟောလေးဒီပြချီးမွေး 就看得马上交完那天，也许心够深的地呀吧，顶不上嘛不上感情被迷，孤独孤单阿狗吧，送在那小城的那对面，记住若果暗夜寂寞加班，明朝。 Our rather

to po nie